ဟုတ်ကဲ့ဗျအခုပြောဝေးချင်တာကမရဏဘွားရည်နဲ့ပတ်သက်ပြီးပြောချင်တာပါဒီနေ့လာတဲ့ဧည့်သည်တွေမှာဘလူရီဖြစ်လဲဆိုတော့ဧည့်သည်ကဟိုမွေးထားတဲ့ကလေးနှစ်ယောက်စလုံးကဒီတိုင်းပဲမွေးလိုက်တာပေါ့နော်ခွဲမွေးတာမဟုတ်ဘူးရဲရွေးတာလည်းမဟုတ်ဘူးဒါပေမဲ့နှစ်ယောက်စလုံးကမရဏဘွားရည်ဖြစ်နေတယ်ပေါ့နော်ဒီကလေးတွေရဲ့အနာဂတ်အဆင်ပြေပါမလားမရဏဘွားရည်ကောင်းရလားလို့မေးတယ်တယ်မှာပါတယ်အဲ့တော့မရဏဘွားရည်ရဲ့အာတာချက်ကဘာလဲ ဆိုတာကနည်းနည်းလေးသိအောင်ပြောပြမယ်။မနာဘွားရဲ့အာသာချက်ကအတိတ်ဘွားမှာပါလာတဲ့ကုတုကံလေးတွေရှိတယ်။ကုတုအထုပ်လေးတွေရှိတယ်။နော်အဲ့ဒီကုတုအထုပ်နဲ့တူသူတို့ပါလာတဲ့အာကုတုအထုပ်လည်းရှိတယ်။အဲ့တော့လူဘွားကိုလာပြီဆိုတော့သူတို့မှာဗျာကုတုအာကုတုပါလာမှာပဲ။မဟုတ်ဘူး။မဟုတ်ဘူး။ဒီဇာတာရှင်တွေမှာထင်ထင်ရှားရှားပါလာတာရှိတယ်။ မျက်စိတည်းမြင်အောင်ပြောရရဲ့နော်ဘာဖြစ်လို့လဲဆိုတော့မရဏဘွားတွေကလူဘွားနဲ့နှီးတယ်လူဘွားနဲ့နှီးတယ်ဆိုတာမျက်စိတည်းမြင်အောင်ပြောရရင်လူဝင်စားတွေဖြစ်တတ်တယ်လို့ပြောတာဘဝခြားသွားတာမဟုတ်ဘူးအချို့လူဘွားကိုဝင်စားတယ်ဆိုတာထားပါတော့ဗျာဟိုနတ်ပြည်ကဆင်းလာတာရှိတယ်ငရဲပြည်ကတက်လာတာရှိမယ်အခြားမြမပြည်ကလာတာရှိမယ်ဒါမှမဟုတ်လဲဝင်စားတဲ့လူကဟိုလူဖြစ်လိုက်တိရစ္ဆာန်ပြန်ဖြစ်သွားပြီးတော့ ဟိုနောက်နှစ်တော့ကြာမှလူပြန်ဖြစ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့မရဏဘွားတွေကလူဘွားနဲ့နှီးတယ်။ဒါတော့ဒီဘွားမှာတည်လို့မီတိတ်မကြဘူး။ဘက်ကနေလူဘွားကိုဝင်စားလိုက်တာမျိုး။နော်။အဲ့တော့လူဘွားကနေခဏလောက်လူဘွားနဲ့နှီးတဲ့အဲ့ဝေမန်နီကပိတ်တာလိုမျိုးဖြစ်သွားတယ်။မကြဘူးဝင်စားလို့အချိန်ရတာနဲ့ပြန်ရောက်လာတယ်။အဲ့လိုမျိုးလူဘွားနဲ့နှီးတဲ့သူတွေလို့ပြောတာ။အဲ့တော့ လူဘွားနဲ့နေပြီးလူဘွားကိုပြန်ရောက်လာတဲ့လူတွေဖြစ်တယ်မရဏဘွားတွေအဲ့တော့မရဏဘွားတော်တော်များများမှာကျွန်တော်ငဲငယ်လေးခုနှစ်တန်းရှစ်တန်းလောက်တွေကကျွန်တော်ကမဟာဘုတ်တွက်တက်တယ်အဲ့ဒီကကျွန်တော်ကတွက်ပြီးတော့သူ့တင်နာလောက်ထားတဲ့ဟာရှိတယ်မရဏဘွားလေးတွေမှာကံကံကောင်းတဲ့ချက်ကဘာလဲဆိုတော့အချို့လူတွေမှာလူဘွားနဲ့နေတာဖြစ်တဲ့အတွက်ကုသိုလ်အထုံလေးတွေပါလာတယ် အဲ့ဒီကုသိုလ်အထုံလေးတွေကမိဘကိုပြန်ပြီးတော့အကျိုးပေးတဲ့လူတွေဖြစ်ကြတာတွေ့ရတယ်။ထားပါတော့အချို့တွေ့ဘူးလိမ့်မယ်။ပုံမှန်တော့စီးပွားလုံနေတယ်။ဒီသားသမီးလေးမွေးပြီးမှငါတို့စီးပွားကြီးတက်လာတယ်။နော်စီးပွားကြီးကောင်းလာတယ်။အဒီကလေးမွေးပြီးမှကျမတို့စီးပွားတက်တယ်အဆင်ပြေတယ်။ဒီလိုမျိုးကြုံမှုကြလိမ့်မယ်နော်။ကြုံမှုကြလိမ့်မယ်။မိဘတွေကတာမန်လုံနေတာအရင်ကြီးဆွတ်ဆွတ်တက်မှစူးစမ်းပြီးတော်နေတဲ့လူမဟုတ်ဘူး။ဒါပေမဲ့ ဒီမရဏဘွားလေးမွေးပြီးနောက်ပိုင်းမှာမအဆင်ပြေလာတယ်လို့လက်ရွှင်လာတယ်လို့ဒါမိသားမိဘရင်းနဲ့ကုသိုလ်ကံအထိုင်လျောက်ဆက်ဆံမှုတော့ရှိမယ်အဲ့လိုပေါ့မိဘတွေကလည်းကုသိုလ်ကံပေးချိန်နဲ့တိုက်ဆန်နေဆိုရင်ဒီကလေးမွေးပြီးမှတဟုန်လို့ဖြစ်သွားတာကြီးကြုံမှုလိမ့်မယ်အဲ့ဒါတွေကမရဏဘွားတွေမှာအများဆုံးတွေ့ရတယ်အခြားဘွားစားတာလည်းရှိတယ်နောက်ကြုံတဲ့အခါတခုချင်းပြောတဲ့အခါကျရင်ပြောမရဏဘွားတွေမှာအများဆုံးတွေ့ရတယ်အဲ့ဒီအတိတ်ကပါလာတဲ့ကုသိုလ်ကံလေးတွေနဲ့ငယ်ရွယ်ချင်းမှာဟာကလေးရေးပေးတဲ့ ကနန်းလေးကိုဘာမှမဟုတ်ရှောက်ချစ်တဲ့ကနန်းလေးကိုကောက်ထိုးလိုက်တို့ထိပတ်သွားတာတို့နော်ထိဆိုင်နားမှာထိရွေးနေတော့ကလေးကရှေ့ကျောလက်ဆောင်နဲ့နှစ်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 သုံးနှစ်ဆိုပြက်ခနဲ့ဆွဲဖြုတ်လိုက်တဲ့ထိလက်မကဖြုတ်ပြီးသားကြီးအားနာလို့အဲ့ထိလက်မယူလာအဲ့ထိလက်မကပေါက်သွားတာတို့ဒီကလေးနာမည်နဲ့ကန်စမ်းမဲ့ထိုးတာပေါက်သွားတာတို့ဒီကလေးနေမွေးပြီးနောက်တိုင်းအဖေကအာဘယ်လိုပြောမလဲလာစာတွေတိုးသွားတာတို့အဲ့လိုမျိုး အဖြစ်များတာကမန္တနာဘွားတွေမှာအဖြစ်များတာနော် ဲ့တော့ကုသိုလ်အထုတ်အထည်လေးတွေပါလာတယ်ပါလာတယ်ကျွန်တော်ပြောတာဟုတ်လားမဟုတ်လားအခြားလူတော်လေးလာဖို့မလွယ်ဘူးဗီဒင်လေးလာနေရတဲ့လူတွေလေးလာကြည့်အဲ့ဒါကကျွန်တော်အခုပြောတာ10ယောက်မှာ9ယောက်ကအဲ့လိုဟာလေးတွေပါတယ်အဲ့3ယောက်လောက်ကကျွန်တော်ပြောလို့ပေါ့ကုသိုလ်အထုတ်မပါလာဘဲနဲ့အကုသိုလ်အထုတ်ပါလာငငယ်လေးကတို့စေုံစည်းကမ်းနေပြေးရတာနော်သူတို့ကငွေတွေတအားကုန်တာ ဟာမွေးကလေးရေးနှလုံးမှာအပေါက်ပါလာတော့ငါတို့ဘယ်မှာသွားကုလိုက်ရတာနိုင်ငံခြားမှာတိန်း600တထောင်လောက်ကုန်သွားတယ်အဲဒီလိုမျိုးတွေပေါ့အဲ့တော့စိုးချိုးပေးတဲ့လူလည်းမရှိဘူးလားရှိတယ်ဒါပေမဲ့ကောင်းချိုးပေးတဲ့ဟာတွေမှာတော်တော်ထင်ရှားတယ်မရဏဘွားတွေကနော်အချို့လူတွေကသားသမီးကံမိဘကံမဟုတ်ဘူးကန်ဆက်တယ်ဗျအချို့လူတွေမှာကန်ဆက်တာရှိတယ်တော့ကန်ဆက်တာရှိတယ်အဲ့တော့မရဏဘွားတွေမှာအဲ့ဒါတိတာထင်ရှားသွားတွေ့ရတယ်အဲ့တော့ကျွန်တော်ရာခိုင်နှုန်းကြီးကြည့်တယ်ဆိုတော့ကျွန်တော်ပြောလို့10ယောက်မှာ9ယောက်က လူဘဝနဲ့နီးတယ်လူဝင်စားတွေဖြစ်ပေါ်များတယ်အဲ့တော့မရဏဘဝကလေးတွေမွေးပြီဆိုရင်မိဘတွေကိုအတူမိဘတွေကိုမေးကြည့်ဒီကလေးမွေးဖို့အတွက်ဘာနမိတ်တွေပြလဲဘာအိမ်မက်တွေမိတ်လဲဘလူကလာမယ်ဆိုပြီးတော့အိမ်မက်ထဲမှာပြောလေးရှိလဲတကယ်လဲအဲ့လိုပြောပြီးလာကြတာများတယ်မရဏဘဝတွေကအခြားသူတွေနဲ့မတူဘူးပေါ့နော်မတူဘူးအဲ့တော့အဲ့ဒီကုသိုလ်အထုတ်ထည်လေးရှိတယ်ရှိတဲ့အတွက်ကျွန်တော်တို့မရဏဘဝတွေရဲ့အာတာချက်ကိုပြောပါဆိုအဲ့ဒါတွေရှိတယ် တော့မန္တနဘွားတွေမွေးပြီးတဲ့အချိန်ဟာဟိုဟာဖြစ်တယ်ပေါ့လာမေးကြတယ်မှုကောင်းတယ်အချို့လူတွေဆိုကျွန်တော်ဇာတာမှာမိဘဇာတာနဲ့လည်းကြိုက်တယ်ဆိုဟာဒီကလေးကခင်ဗျားတို့စီးပွားတက်လိမ့်မယ်ကောင်းတယ်ငရွေစင်မှာအများကြီးကြိုးပေးတယ်ကျန်တဲ့တက်လက်ပိုင်းတက်ကြီးပိုင်းအောင်မြင်မှုကတော့အတူရဲ့စူးစမ်းမှုတူတိဆောက်တဲ့ပေါ့မူတည်ပေမဲ့ငရွေစင်မှာတော့ခင်ဗျားတို့မိဘနဲ့ကန့်ဆက်တယ်မိဘစီးပွားတက်လာလိမ့်မယ်ဒီကလေးမွေးပြီးနောက်လည်းမိဘအဆင်ပြေလာလိမ့်မယ်ဒီလိုမျိုးကျွန်တော်တို့ပြောပေးရတဲ့လူတွေမှာမန္တနဘွားတွေအများဆုံးပါတယ်မိဘဂျုံနေတာဆက်ဆက်ပြီးကန်ကောင်းကြီး ။အိမ်မနဘွားဒီမှာကောင်းတဲ့ဂျူတွေကမိဘနေနံတွေဖြစ်ကြည့်တော်တော်လေးအကျိုးပေးတယ်။အဲ့တော့ကျွန်တော်အခုပြောတဲ့ဟာကမနဘွားဒီမှာဖြစ်လေရှိတယ်။နံပါတ်၁ချက်လူဘွားနဲ့နေတယ်။နံပါတ်၂ချက်လူဝင်စားဖြစ်ဖို့ရာဂိုင်လုံးပြားတယ်။နံပါတ်၃ချက်ကုသိုလ်အထုပ်ကြီးမာမာဒါမို့အကုသိုလ်အထုပ်အကြီးမကြီးမာမာပါလာတတ်တယ်။ဒါမဲ့ကုသိုလ်အထုပ်ကြီးမာပါလာတာပိုကောင်းတယ်။မနဘွားရီရဲ့မွေးကြီးမှာမိဘတွေစီဝါတက်တဲ့လူတွေစီဝါကြတဲ့လူတွေရှင်ကြီးလိုက်ရင်စီဝါတက်တဲ့လူကပုံများတယ်။နော်။အဲ့ဒါတွေကသူတို့ဘွားမှာပါလာတဲ့ဟာတွေ အချို့မန္တဘွားတွေငငယ်ဆင်းဆင်းရဲရဲတွေလည်းအများကြီးရှိတာပဲလေဒါမဲ့ရှင်ကြည့်လိုက်ရင်ယာဂိုင်နှုံးအဖြစ်ပြောတာကျွန်တော်တို့ကဘာလို့ယာဂိုင်နှုံးအဖြစ်ပြောတာလဲကျွန်တော်အခုပြောတာနားလေတယ်ဗျာမန္တဘွားဆိုတော့တွေ့ရလဲကိုယ့်ရဲ့မြန်မာမွေးတက်ကိကိုတီးပြီးတော့ကျွန်တော်ခရစ်နဲ့စားလိုက်တယ်မရဏအိမ်မှာပါရှိတယ်ဆိုတော်တော်များများအချက်ချင်းကောက်တွက်လိုက်လို့ရတယ်ဗမာရှာရှာရတယ်အဲ့တော့နက်ခတ်ပြီးနေနဲ့ပြောမယ်ဆိုတော့မွေးချိန်နေပါရင်တယောက်ချင်းစီနေဟာဘယ်ဂျိုကကောင်းတယ်ဘယ်ဂျိုကဆိုးတယ်ဘယ်ဂျိုကတော့ဥဒဏ်သိမ်ဖြစ်တယ်ဒီလိုမျိုးတွေ လျှောက်ပြောနေရမှာဆိုရင်တော့ဘလို့တိတိကျကျထွက်တော့မလဲနော်အဲ့ဒါကြောင့်ကျွန်တော်ပြောပြတာအဲ့တော့မန္နဘွားတွေမွေးလိုက်လို့လဲစိတ်မညစ်နဲ့စောက်ကြည့်စီးဘွားတွေတက်လာလားအဆင်ပြေလာလားကောင်းလာလားကြည်ကြည်တယ်ဆိုရင်ဒီကလေးရဲ့နာမည်လေးတွေနဲ့ကျွန်တော်အလှလေးတွေလှုပ်လှုပ်ပေးအလှလှုပ်တဲ့အခါဒီကလေးလက်နဲ့ထိပြီးတော့လှုပ်ပေးဒီလိုမျိုးတွေလှုပ်ပေးခြင်းဖြင့်တိတိတတာမန္နဘွားတွေရဲ့ကံကိုလည်းဆက်ပေးပြီးသားဖြစ်သွားလိမ့်မယ်နော်လောက်ဆိုသဘောပေါက်မယ်ထင်ပါတယ်ခုနှစ်ရဲ့သားသမီးတွေအားလုံးဖွာစားတာညံ့သည်ဖြစ်စေကောင်းသည်ဖြစ်စေ အတိတ်ဘဝအခုသူအခုသူတွေနဲ့ကံဆက်ပြီးသွားလို့ရအောင်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတာဆောင်ရနိုင်တယ်ဆိုတာသိစေချင်ပါတယ်လောက်ဆုံးတဲ့သဘောပေါက်မှာထင်ပါတယ်ခရိုင်သားမိတဲ့အားလုံးနေကောင်းကြပါကြပါသေးဗျာ